ဟိုပါတော့မန္တလေးတော့ကျဲနေတယ်နော်ဝိုင်းဟာခုကျွန်တော်ဟင်းဝမင်းနူးအုပ်ချောင်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှေ့ရှေ့ပြူရတာပါလေရှေ့ပြူရတော့ကိုဒါသွားလာပေါက်လေးဆိုလို့ကျွန်တော်ဟုတ်ပါမင်းနူးအုပ်ချောင်းကိုဒါဝင်ပေါက်အဝင်ပေါက်အဝင်ပေါက်ပြူကြပါဦးကျွန်တော်ရှေ့မှာအုပ်ချောင်းဝင်ပေါက် ြိုကျနေတဲ့အနေအထားကိုတွေ့ရပါတယ်။တရားတွေတရားမကိုမင်းတို့အကြောင်းကြတော့အချမ်းကျက်နေရတချမ်းအပြူကြပါလိမင်းတို့ကကျွန်တော်တို့ menu အုပ်ချောင်းပြူကျနေတဲ့အခြေအနေပဲဖြစ်ပါတယ်။ညီမလေးမင်္ဂလာပါ။မင်္ဂလာပါ။ညီမလေးဒီစားဒီပဲလား။နာမည်လေးနဲ့တစ်ချက်လောက်မိတ်ဆက်ပေးပါဦး။အားလေးကတော့ညီမလေး တင်းဝလေးသာရက်ကစင်တန်းလို့လို့ခေါ်ပါတယ်ဘာလို့ဒီမှာတမန်ရောင်လည်းရှင်းကြပါတယ်တန်းလေးတွေလည်းရောင်းပါတယ်ဒေးတယ်လေးတွေပါခွေးအခုကျွန်တော်ဒီအောက်ချောင်းအခြေအနေလေးတစ်ချက်လောက်လိုက်ပြပေးပါအောင်ဟုတ်လိုက်ပြပေးမယ်ရှင်ခွေးဒီရောက်ရှင်ဟိုကျောင်းကဘယ်ဘက်ချမ်းပြိုသွားတာလဲ။အောင်ကျောင်းလေးကကိုယ်ကမဟုတ်ဘူး။ငါဘက်ချမ်းတော့ကိုယ်ကမပြိုဘူးကိုယ်ကဘယ်ဘက်ချမ်းအောင်ကျောင်းအရင်ကကိုယ်ကတစ်ချမ်းလုံးပြိုကျသွားတာလေ။ဆရာတော်ဥပုပ်တက်တဲ့နေ့ကလည်းပြိုကျသွားတာလေ။ ဟုတ်ဆရာတော်ဥပုပ်ကဒီဘက်လေကားနဲ့တက်တာဆရာတော်ဥပုပ်ကကိုယ်တည်းဒီဘက်လေကားတက်တာဆရာတော်ဥပုပ်တည်းလေကားလည်းကြိုးချပါပါတယ်အဲဘယ်စချမ်းလုံးအကုန်လုံးကြိုးချပါဘယ်ညာဘက်ကတော့မကြိုးချဘူးရှင်းမျက်နှာသာပေါ့မကြိုးချဘူးအခုဒီအုံမင်းကြိုးချတော့တော့ပေါ့လာပြီးတော့ရှင်းလင်းရေးတွေတန်ရှင်းတွေလောက်တဲ့လူတွေ ဒီအုပ်ချိုင်းဆိုကြပါတော့ကိုကြီးလာပြီးတန်ရှင်းရည်မလာပါဘူးရှင်တိတ်ပြီးတော့လာပြီးရှင်းနေတာမရှိသေးဘူးဒီတိုင်းလေးပဲပြူတဲ့အတိုင်းလေးပဲထားထားတာရှင်တာဝန်ရှိတဲ့လူကြီးကဘာပြောသေးလဲတာဝန်ရှိတဲ့သူတွေကတော့ဒီမှာတော့သူကဘာမှတော့တိတ်ပြီးတော့ခေရှုလို့လာမပြေဘူးကိုကြီးဘာပေါ့အရင်လှုပ်ပြီးနောက်တရက်နည်းလောက်နေတော့ခါကျတော့ဒီလမ်းလေးလေးပေါ့တော်လို့လာလို့မရတော့ခါကျတော့မှန်လာပြီးတော့ရှင်းပြကြသေးတယ်ဘာမှကြမလာတော့ဘူးကိုကြီး လင်းလောက်တော့ဒီမှာရှိနေလားရှိတယ်ရှင်မလ28ရဲ့နေရာပေါ့လေဟုတ်အဲ့ဒီနေရာဂျုံခဲ့တဲ့အတွေ့အကြုံတွေတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်မလို့ငလင်းလို့တဲ့နေရာဆိုဒီမှာရှိနေလေဒီမှာမလို့ကဈေးရောက်လိုက်တာအန်ကောင်းရှင်တော့ဘာပေါ်မန္တလေးကတိတိပွဲရောမနောဒုက္ခဖေကြီးကဒီမေနုအုပ်ကြောင်ကဈေးဆက်လေးကိုပတ်စံမြဲတမ်းလာဝင်နေကြလေအဲ့ဒီဖေကြီးကလာလိုက်တာအဖေကြီးနောက်ကိုညီမတို့ကလိုက်သွားကြတာပေါ့ပတ်စံလေးလိုက်ယူကြပေါ့ဖေကြီးကတစ်ခါခါလာပြီး9000 9000ပေးရလေ9000ဈေးကြီးဒီမှာဈေးဆက်ပေါင်က50ရောက်60လောက်ရှိတယ် အဖေကြီးနောက်အကုန်လုံးပါသွားလေဖေကြီးကဒီဘက်ကဖြိလိုက်ရှင်မျက်စာဖျားပေါ်မှာဖေကြီးကနေတဲ့လာပြီးလှူနေကြလေအဲ့မှာသူကတစ်ခါတပြန်လှူပြီးတော့သူကအောက်ကိုလည်းတပြန်ပြန်လှူမယ်ဆိုပြီးတော့ဈေးတွေဖွဲ့ပြီးကလေးလူကြီးပတ်စံတောင်းနေသူကကဆာအကုန်လုံးအောက်ပါသွားကြတာအကုန်လုံးကမမလို့မအောက်ရောက်တာရှိတယ်ဒီငလင်းကြီးကလှုပ်ရှားရဲ့ဆင်မှာဒီကျောင်းတွေပြိုကြပါဘို့ကိုကြီးဒီငလင်းလှုပ်တော့ပေါ့လေဒီထိခိုက်တဲ့လူတွေရှိသေးလား ဒီမှာငယ်ရင်လှုပ်တော့ခါကြကွေးဒီ menu အောက်ကျောင်းမှာတော့ထိခိုက်တဲ့လူတယောက်မှမရှိပါဘူးရှင်ဒီနည်းမြညော်စင်မှာ menu မျော်ကြည့်တဲ့ညော်စင်မှာတော့ထိခိုက်တဲ့လူရှိပါတယ်အမရာပူရာမျိုးကမိသားစုတခြားအောင်လာပါတဲ့ဦးမီလေးနဲ့သုံးအောင်ကတော့တည်ဆုံးပါတယ်သုံးအောင်ကတော့အသက်ရှင်နေတယ်ဒီရွာသားတွေကဦးမီပေးခဲ့တာရှင်ဟောမလ28ရက်နေ့မှာပဲဖြစ်ခဲ့တာပါဖြစ်ခဲ့တာရှင်ဒီမှာနှစ်လောင်းပါပေါ့သုံးလောင်းပေးတဲ့နေ့မှာ28မလ28ရက်နေ့ကတလောင်းတော့ဖော်လို့ရတယ်နှစ်လောင်းတော့ဒီမှာကျန်ခဲ့တယ် အနေရမှာတော်တွန်လေးမျိုးကပါဘောလူမှုကူတီရဲ့အတင်းဖွဲတွေကဒီလိုလာပြီးကဲတဲ့အဖွဲတွေကရုပ်လောင်းတွေလာဖော်တာပါရှင်အနေရတော့ဒီကဥဝေမောင်နဲ့ဥဝေသမားတယောက်ကတော့ဖော်သွားပါရဲ့ရှင်ဒီနေ့တော့ပါဘောအန်ဒီတယောက်ချန်ကြီးရဲ့အန်ဒီကိုဒီနေ့ဆက်လက်ဖော်နေပါရှင်ကျွန်တော်တို့2025ခုနှစ်ဧပြီလ19ရက်နေ့ယခုရောက်ရှိနေတဲ့နေရာကတော့အင်းဝမြို့ဟောင်းမေနူးအုပ်ချောင်းကို ရောက်ရှိနေတာပဲဖြစ်တယ်ကျွန်တော်တို့ ဒါ1182ခုနှစ်ကဗာဂျီရောမင်းတရားနဲ့လမ်မရောမင်းတို့ကမြောင်ကန်ဆရာတော်ဥပိုးကိုတိဆောက်လူတန်းခဲ့တဲ့တောင်းတော်ပဲဖြစ်တယ်။ဒါမြောင်ကန်ဆရာတော်ဥပိုးပြန်လွန်တော်မူပြီးတဲ့နောက်မှာဆရာတော်ဥပိုးကိုဆက်လက်လူတန်းခဲ့တဲ့ဒါအုတ်ကြောင်းကြီးပဲဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မလင်ကြောင့်ဒီမင်းတို့အုတ်ကြောင်းကြီးဘေဘက်ချမ်းနဲ့အနောက်ချမ်းက လုံးဝပျက်စီးပြိုကျနေတဲ့အခြေအနေကိုတွေ့ရတယ်။ဒါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကဒီအုတ်ချောင်းကြီးရဲ့ဘယ်ဘက်ချမ်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ပြိုကျပျက်စီးနေတဲ့အပိုင်းတွေကိုတစ်ချက်လောက်သွားကြည့်ရအောင်ခင်ဗျာ။ဒါကျွန်တော်တို့ဘယ်ဘက်ချမ်းပေါ့။လုံးဝလုံးဝစားစီပြိုကျသွားတဲ့အနေထောက်တွေ့ရတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်တို့ဘယ်ဘက်ချမ်းသူကြပျက်စီးမှုအနေအထားပဲဖြစ်ပါတယ်ခင်ဗျာအကြောင်းကြီးရဲ့အနောက်ဘက်ကိုတစ်ချက်လောက်တွားကြည့်ကြမယ်ခင်ဗျာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့အနောက်ဘက်အချမ်းကလည်းအကုန်လုံးကိုသူကြပျက်စီးသွားတာကိုတွေ့ရတယ် ီအုတ်ကြောင်းကြီးပြိုကျပျက်စီးမှုမှာပေါ့လေထိခိုက်ဒဏ်ရာရရှိရလို့တော့မရှိဘူးလို့တည်ထားပါတယ်အဲတော့ကျွန်တော်တို့ menu အုတ်ကြောင်းကြီးရဲ့အနောက်ဖက်ခြမ်းပြိုကျပျက်စီးမှုအနေထားပဲဖြစ်ပါလိမ့်ခင်ဗျအုတ်ကြောင်းကြီးရဲ့အောက်ဖက်ခြမ်းအချင်းကြီးလေးကိုတစ်ချက်လောက်ဖတ်ကြည့်အောင် အထဲတော့မဝင်ရဘူးကျွန်တော်တို့အပေါက်ကနားပဲချက်တော့လှမ်းရိုက်လိုက် ရောက်မှာဆိုရင်ကျွန်တော်တို့ဒီအပေါ်ကနေပြိုကျထားတယ်ဟိုအပိုင်းစားတွေ့နေရတယ်ခင်ဗျာအဲဒီဘက်မှာဆိုလဲဈေးကြီးတော့ပြိုကျပျက်စီးမှုတွေကိုတွေ့မြင်ရတယ်အထက်ကတော့မှောင်နေတယ်ခင်ဗျာအခုမြင်နေရတဲ့ menu အုပ်ချောင်းရဲ့ pattern ကတော့အဲကြီးမားတဲ့ပြိုကျမှုမတွေ့ရပါဘူးမြက်စီးမှုတွေရှိတာကိုတော့မြင်ရတယ်ခင်ဗျာ ါပုံမပြတ်ဖ ೇನೆ ကျန်နေခဲ့တဲ့ပချံပေါ်လေမေနူအုပ်ချောင်းရဲ့အရှိပတ်ချံကိုတစ်ချက်လောက်ပတ်ကြည့်အောင်ခင်ဗျာအမြင်ရတဲ့အတိုင်းပဲကြီးကြီးမားမားပုံပြတ်သွားတာမျိုးတော့မတွေ့ရဘူးအနောက်ဖက်ချံနဲ့ရှင်ပေါ်တော့ဒီဘက် အရှိပတ်ပိုင်းမှာလေမြန်ကွက်အတားကြီးပြိုကျတာရောရှိတယ်နောက်ဖက်ချံလောက် ရုပ်ပြက်ဆင်းပြက်ကြိုကျနေတာမျိုးတော့မတွေ့ရဘူးခင်ဗျာမင်းတို့အောက်ချောင်းရဲ့ကျွန်တော်တို့အရှိဘက်ကနေနေနေရတဲ့အနေအထားပဲဖြစ်ပါတယ်မင်းတို့အောက်ချောင်းရဲ့အရှိဘက်ချမ်းဖြစ်တယ်ကျွန်တော်တို့ကြိုကျပျက်စီးမှုတွေရှိပေမဲ့လို့ဒီအောက်ချောင်းရဲ့အနောက်ဘက်ချမ်းနဲ့စာရင်အဲရုပ်ပြက်ဆင်းပြက်ကြိုကျမှုတွေတော့မရှိဘူးခင်ဗျာ ါကျွန်တော်မြင်မြင်ရတဲ့အနေအထားပေါ့လေဒီနိုင်မတော်မင်းနုအုပ်ချောင်းကဆိုရင်ကျွန်တော်တို့နလင်တန်ကိုနှစ်ကြိမ်တိတိခံစားခဲ့ရတယ်လို့တမိုင်းချောင်းအရာသိရတယ်ခင်ဗျမြန်မာတက္ကသိုလ်1200ခုနှစ်မှာလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်တစ်ကြိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးတော့1234ခုနှစ်မှာနမ်မတော်မင်းနုရဲ့သမီးတော်လည်းဖြစ်တဲ့မင်းတော်မင်းတရားရဲ့အလယ်နမ်မတော်မိဖုရားလည်းဖြစ်တဲ့ စင်ဖြူမရှင်က1934ခုမှာပြန်လည်ပြင်ဆင်ခဲ့တယ်လို့တမိုင်းကြောင်းအရာသိရတယ်ခင်ဗျာဒါပထမအကြိမ်ကလေးပေါ့လေဒုတိယအကြိမ်မှာတော့2025ခုနှစ်မလ28ရက်နေ့ကခွန်ဒရမကွန်ပြင်းအားရှိတဲ့ငလင်ကြောင့်ဒုတိယအကြိမ်မြောက်ထပ်မံပြိုကျပျက်စီးခဲ့ရတဲ့အနေအထားကိုတွေ့ရတယ်ခင်ဗျာဒါကျွန်တော်တို့ menu အောက်ကြောင်းကြီးရဲ့ငလင်တန်းကိုနှစ်ကြိမ်တိတိ ခံစားခဲ့ရတဲ့အနေအထားပဲဖြစ်ပါတယ်။